ခொနည်းသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဗီဒီယိုအွန်လိုင်း channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ခொနည်းသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာမရမင်းရင်စိလိမ်မှာဟောကြားထားသော2025ခုနှစ်အောက်တိုဘာလ28ရက်နေ့အတွက်တရားစံကြံပြုဟောစတန်ကိုပြည်ပြည်ဆုံးဆုံးဖတ်ကြားပေးထားပါရစေ။အစည်းအဝေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုသလို subscribe လေးနေပေးခဲ့ဖို့တောင်းဆိုပါရစေ။အစ်တတင်တိုင်းတရားအောင်လဲဘေးနားအခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့ပါဘူး။ ना no? တနင်္ဂနွေသားသမီးများတွေတနေ့တာဟော့စတယ်ငွေကြေးနဲ့ပတ်သက်ပြီးစိတ်နှောက်ရှက်ဖြစ်ရမယ်အလုံးမှသူများပြဿနာကုပြဿနာဖြစ်တဲ့တဲ့ရရရှိသောငွေများပြန်မရဘဲနဲ့ထင်းငေါကြံ့ကြာနေရပါတယ်ခေါမှုကောင်းကင်ဖြစ်တဲ့တဲ့ချစ်သူစည်းမအထွန်းလဲခြင်းခံရတဲ့တဲ့မာလီပါသောကဏ္ဍများအချိုးပေးပြီးကံကောင်းသောအရာမှအပြာရောင်နဲ့အညိုရောင်ဖြစ်ပါတယ်ရရရမိမိရင်ရှိပြမှာလက်ဖက်ရည်ကတ်လို့ပါတနင်္ဂနွေသားသမီးများလုံးကိုစိတ်နှပြန်ကြံ့မှချမ်းသာကြပြီးကုန်းချိုးချမ်းသာများပုံမှုရရှိကြပါစေ နေရေသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် တနေ့လာသားသမီးများတွေတနေ့သာဟိုစတဲ့ချင်းအောင်ကြံကြနေသောကိစ္စများပြေးလဲ၍ကောင်းသောအပြောင်းလဲများနဲ့ကြုံရတတ်သောနေ့ဖြစ်ပါတယ်လက်လွန်ထားသောငွေကြေးများပြောင်းဝင်မယ်အချီးသားရနေမယ်ကိုလက်ရာရနာရင်ဘတ်အောင်နာမျိုးတွေဖြစ်တတ်ပါတယ်တေလေးပါသောကဏ္ဍများချိုးပြီးကံကောင်းသောရောင်မှာအစိမ့်ရောင်နဲ့အစိမ့်ချင်ရောင်ဖြစ်ပါတယ်ရရရမိမိရဲ့ရှူဖျားမှာလက်ဖက်ရည်ကတ်လို့ပါတနေ့လာသားသမီးများလုံးကိုစိတ်နှပြန်ကြမ်းမှချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမူရရှိကြပါစေတနေ့လာသားသမီးများတွေတိုက် ဆိုင်မန်ကမကကော်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် တင်ကန်သားသမီးများတွေတနေ့သာဟောစတဲ့ငွေကန်ရွှေကန်အလွန်ကောင်းသောနေ့ဖြစ်ပါတယ်။မိတ်ဆွေရင်ဆရာရင်များနဲ့ပတ်သက်ပြီးစိတ်ညစ်ဆရာစိတ်ရှုပ်ဆရာကြုံရတတ်တယ်။ချစ်သူစီးမှတရင်ကောင်းကြားရမယ်။ဆွေမျိုးသားချင်းအောက်လည်းငယ်သားများနဲ့ပတ်သက်ပြီးမင်္ဂလာတရင်ကြားရမယ်။စီးမျက်စိဒုက္ခပေးတတ်တယ်။နေ့လေးပါသောကနမ်းများချိုးပေးပြီးကန်ကောင်းသောအရာမှအဖြူရောင်ဖြစ်ပါတယ်။ရရရမိမိရှေ့ပြားမှာမောင်းရင်းငါကတ်လိုပါ။တင်ကန်သားသမီးများလုံးကိုစိတ်နှပြန်ကြမ်းမှချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမ ုရရှိကြပါစေ။အင်္ဂါသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။ ဘုံလူသားသမီးများတွေတနေ့တာဟောစတန်အလုံးမှစိတ်ညစ်စရာစိတ်ရှုပ်စရာတွင်ကြုံရတတ်သော နေမျိုးဖြစ်ပါတယ်။ငွေကြီးနေရာထိုင်ခင်းများနဲ့ပတ်သက်ပြီးစိတ်ရှည်တိခံရမည့်နေ့ဖြစ်ပါတယ်။မြေမွေဖုံးအထည်ထိဖနှံလျှက်စင်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာအဆင်ပြေအောင်မြင်မယ်။အခြေအမှအထင်လွဲစရာများနဲ့ကြုံနေရမယ်။အပူလောင်တတ်ပါတယ်။နေ့လေးပါသောကဏ္ဍများချိုးပြီးကံကောင်းသောအရာမှအနည်းအောင်ဖြစ်ပါတယ်။ရရရမိမိရဲ့ရှိပြားမှာအုံယုံငါးခုကတ်လို့ပါ။ဘုံလူသားသမီးများလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါ ီကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဘိုးဘိုးသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွယ်မှန်မှာတစ်ခု ရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် ကြာသာရင်းသားသမီးများတွေတနေ့တာဟောစတဲ့ငွေကြေးကိစ္စများအစဉ်ပြေအောင်မြင်သောနေ့ဖြစ်ပါတယ်အစမရတဲ့အထူးသတိပြုပါငွေဝင်မဲ့ဖျားပုံတော့ရဟနာပုံတော်များကြွလာလျင်ထီထို့ပါလေထို့လေအောင်ဖြစ်တတ်ပါတယ်အချိန်ကြီးမှာထင်လွဲစရာများနဲ့ကြုံနေရမယ်နှစ်လေးပါသောကဏ္ဍများချိုးပြပြီးကံကောင်းသောအရာမှာအစိမ့်ရောင်ဖြစ်ပါတယ်ရရရမိမိရှိပြားမှာခောက်ဆွဲကြောကန့်လို့ပါကြာသာရင်းသားသမီးများလုံးကိုစိတ်နှဖျားကြမ်းမှချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမရရှိကြပါစေကြာသာရင်းသားသမီးများ ွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် တောက်ချန်သားသမီးများတွေတနေ့တာဟိုစတန်အေးကြီးဆောင်ရွက်စားရများစာချုပ်များပြက်တဲ့ပြောက်တဲ့တဲ့အလုတ်ထဲမှာစိတ်ပန်းလူပန်းဖြစ်နေမယ်ယင်းဒီသောမိတ်ဆွေတို့နဲ့ပတ်သက်ပြီးစိတ်ညစ်စရာစိတ်ရှုပ်စရာကြုံရမယ်ခေါမူးခေါင်းကိုက်တက်ပါတယ်ချစ်သူစည်းမထင်မမထားသောလက်ဆောင်ရတဲ့လေးတပါသောကဏ္ဍများအချိုးပေးပြီးကံကောင်းသောရောင်မအနဲ့ရောင်နဲ့ရွှေဝါရောင်ဖြစ်ပါတယ်ရရရမိမိရဲ့ရှိပြမှာအုံးသီးပါသောမုံကတ်လိုပါတောက်ချန်သားသမီးများလုံးကိုစိတ်နှပြန်ကြမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ တောက်စားသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပြီးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော် စနေသားသမီးများတွေတနေ့တာဟောစတဲ့အလောက်ကိုအရှိန်ဟုန်နဲ့တူးချက်တင်သောနေ့ဖြစ်ပါတယ်အတိုက်ခံမှန်သမျှနိုင်ရနိုင်သောလဲမိတ်ဆွေရင်အနီးကပ်လူရင်းများရဲ့ဒုက္ခပေးခြင်းကိုခံရတဲ့တဲ့အိမ်တွင်မှာတော့ငွေဝူကြောင်းပြူပြီးစကားများနေရတဲ့တဲ့အခြေရင်မှာကြားလီသွေးလိုဝေးနေရတဲ့ပါတယ်လေကိုပါသောကနာများကြိုးပေးပြီးကံကောင်းသောရောင်မှာအနဲ့ရောင်နဲ့မယမ်းရောင်ဖြစ်ပါတယ်ရရရမိမိအရှိဖျားမှာရှောက်သီးတုပ်ကလို့ပါစနေသားသမီးများလုံးကိုစိတ်နှပြန်ကြမ်းမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမူရရှိကြပါစေ စေစနေသားသမီးများတို့ရဲ့တိုက်ဆိုင်မင်္ဂလာမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်ကျေးဇူးတင်ပါတယ်ဘေရင်ဟော့စတန် channel မှာနာမည်ကြီးဘေရင်ဆရာများရဲ့နေစဉ်ဟော့စတန်များအပတ်စဉ်ဟော့စတန်များလစဉ်ဟော့စတန်များနဲ့နေ့စဉ်ဟော့စတန်များပါပုံမှန်တင်ဆက်ပေးနေလို့ဘေရင်ဟော့စတန် channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်တတနိုင်းသိအောင်လဲဘေးနားအခေါင်းလေးကိုလည်း နှိတ်ထားပေးခဲ့ဖို့မမေ့နဲ့နော်